အားသောဝါလာရှင်ဒီကောင်လောင်များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာနိုဝင်ဘာလ3ရက်နေ့နောက်ဆုံးရအာဆနယ်မနက်ခင်းသတင်း၄ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် YouTube Facebook TikTok ကကြည့်ရှုသူများအလုံးပဲမင်္ဂလာပါခင်ဗျာအလုံးတစ်ခုကြိုပြီးအတည်ပြုနေတာကကျွန်တော်ဒီနိုဝင်ဘာလ 3ရက်4ရက်5ရက်အဲ့အတောတွေမှာကျွန်တော်ခီးထွက်ဆရာရှိရာဖြစ်တဲ့အတွက်4ရက်နေကြလို့ရှိရင်တော့ဗီဒီယိုတချို့တော့ကျွန်တော်ကြိုပြီးလုပ်ပေးခဲ့မယ်ပွဲကြိုသုံးသပ်မှုပေါ့လေဒါပေမဲ့ဒီမနက်ခင်းသတင်းရဲ့ညနေခင်း special review တခုရတော့ကျွန်တော် schedule နဲ့တင်ပေးထားခဲ့လိုက်မယ်ဒီအပိုင်းတော့ကျွန်တော် breaking news သတင်းတွေကြိုင်တော့ထပ်ပြီးတော့တင်လာဖြစ်မှာမဟုတ်ဘူးခီးထွက်နေမှာဖြစ်တဲ့အတွက်အဲ့ဒါလေးကိုအလုံးကြိုပြီးအသိပေးတာပါ Champions League ပွဲစဉ် Slavia Praha နဲ့ပွဲစဉ်ကိုလည်းကျွန်တော်ပြပေးဖြစ်မှာမဟုတ်ဘူးဒါကိုလည်းအလုံးကိုအသိပေးတာပါဟိုဆန်နာလန်တင်းနဲ့ပွဲစဉ်အပြီးတော့ကျွန်တော်ပြန်ရောက်ပါမယ် ကဲကျွန်တော်ပထမဆုံးသတင်းတစ်ပုဒ်ကိုတုံးသက်လိုက်အောင်ဒါတော့အီတလီဘက်ကလာတဲ့မီလန်လိုက် သတင်းဌာနကဖော်ပြထားပါလေဂါရီဂျေဆုနဲ့ပတ်သက်ပြီးတော့လက်ရှိဈေးကွက်ထဲမှာလည်းအာဆင်နယ်ပလေယာတွေထဲမှာလှုပ်လှုပ်ခက်ခက်ရှိပြီးတော့မကြာခဏသတင်းထွက်တာဆိုလို့ဂါရီဂျေဆုတူဦးပဲရှိတယ်သူနဲ့ပတ်သက်ပြီးတော့အီတလီဘက်ကလာတဲ့သတင်းညရာဆိုရင်တော့အာဆင်နယ်တင်းကလာမဲ့စောင်းရသည့်ဈေးကွက်ကြရင်ကောင်းမွန်တဲ့ကမ်းလှမ်းမှုတွေရှိလာခင်ဂါရီဂျေဆုနဲ့ပတ်သက်ပြီးလက်ခံစဉ်းစားပေးတော့ဖို့ရှိတယ်ဆိုပြီးသူကဖော်ပြထားတယ်အငှားတိတဲ့သို့မဟုတ်ငွေကြေးအားဖြင့်ဆိုရင်အပိသက်ဝယ်ခွင့်ယူတန်း30လောက်တန်ကမ်းလှမ်း မ်းမှုရှိလာရင်တော့ဒီကစားသမားနဲ့ပတ်သက်ပြီးလက်ခံစဉ်းစားသွားဖို့ရှိရဆိုပြီးတော့အီတလီဘက်ကလာတဲ့မီလန်လိုက်သတင်းဌာနကဖော်ပြထားပါတယ်။ဒီထဲမှာပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ဘုံမော့ဖူဝန်နဲ့ဝက်ဆန်ပြေမှအီတလီကလပ်တွေဖြစ်တဲ့ AC မီလန်ဂျူမန်တက်တို့ကလည်းစိတ်ဝင်စားနေပြီးတော့လက်ရှိအချိန်မှာတော့ဂါဘရီဂျေဆုကအာဆီနယ်မှာပဲဆက်လက်နေခြင်းပြီးတော့သူ့ရဲ့တပတ်လောက်ခရစားပေါင်2,650,000နဲ့ပဲစာချုပ်သက်တမ်းထပ်မံတိုးလို့နေရဆိုပြီးတော့အီတလီဘက်ကသတင်းတွေကဖော်ပြသွားပါတယ်။တခုပြောချင်တာကဒီသတင်းကရူမာလည်းဖြစ်နိုင်တယ်။တကယ်အတွင်းသတင်းလည်းဖြစ်နိုင်တယ်။ဘာကြောင့်လဲဆိုတော့အီတလီဘက်က အသင်းတွေအတွက်ဒီကစားသမားနဲ့ပတ်သက်ပြီးပိုပိုသားသားရေးသားထားတာဖြစ်တဲ့အပြင်မှာကစားသမားရဲ့စိတ်ဆန္ဒအာဆင်နယ်မှာထပ်နေမယ်ဆိုတော့မှလက်ရှိဒီလာဆန်နဲ့ဆက်နေမယ်ဆိုတဲ့သတင်းတွေဖြစ်တာဖြစ်တဲ့အတွက်ဘလူးလုံးမတစ်ချက်တော့စောင့်ကြည့်ရမယ်။စာချုပ်ကသိမ့်မကြံတော့2029ຫນွေဆိုရင်အာဆင်နယ်နဲ့ဂါဘရီဂျေဆုကြားမှာစာချုပ်ကကုန်ပြီ။ဒါပေမဲ့ဒီကစားသမားရဲ့ဒဏ်ရာ injury history လက်ပြီးရှိပြီးဆက်ပြီးသွားတော့မယ်ဟိုအနာဂတ်မှာအဲ့လိုပဲဒဏ်ရာတွေဆက်ပြီးရနိုင်မယ်ဆိုရင်တော့အာဆင်နယ်ဒီကစားသမားကိုရောင်းချသွားနိုင်ကြီးမြန်မာ နေရပေါ့လေအဲ့တော့ဒီကစားမတော့အာဆင်နယ်အသင်းစီကို UO 52.2သန်းနဲ့2022ခုနှစ်ကမန်ချက်စတာစီးတီးအသင်းစီကနေပြောင်းလာခဲ့တာ Transfer Market မှာတော့လက်ရှိချိန်မှာ UO 25သန်းပဲရှိတော့တယ်ဒါပေမဲ့အာဆင်နယ်က UO သန်း30လောက်တော့အနည်းဆုံးဈေးကတ်ထားတယ်တကယ်လဲတချိန်တော့ဆိုဂျေဆုက UO သန်း60လောက်ဈေးကွက်တန်ကြီးပေါက်တဲ့ကစားမ ACN ဒဏ်ရန်ရတယ်ကာလာရှိဈေးကူပြီးတဲ့နောက်မှာတော့အခုဈေးကွက်တန်ကြီးကအဲ့လောက်ထိထိုးချသွားခဲ့တာပေါ့လေအသက်ကလည်း28နှစ်ရှိပြီဖြစ်တဲ့ဘရာဇီးသားနဲ့ပတ်သက်ပြီးတချိန်တော့သူကျင်လည်ခဲ့တဲ့ Palmiers ဘက်ကလည်းပြန်ပြီးတော့သူ့ကိုခေါ်ခြင်းဆိုပြီး ရေးရောင်သတင်းလေးတချို့ထွက်တယ်။ဒါပေမဲ့ဒီကစားမတော့အာဆီနမှာဆက်ကျုပ်တန်ကုန်နေတဲ့အသင်းမှာပွဲထုတ်ခွင့်တနေရာအတွက်တိုက်ပွဲဝင်သွားကြဆိုပြီးတော့ကြားသိရတယ်။ကျွန်တော်တဦးရဲ့အမြင်အရဆိုရင်တော့ကစားမောင်စောင်းဒီကောမှာရောင်းလိုက်တော့ငွေရမှာမှန်တယ်။ဒါပေမဲ့တခုရှိတာကအာဆီနယ်သင်းရဲ့စကွတ်တက်ဘလောက်ပဲတောင့်တင်းမှလည်းပြောပြောနီးပြမီခေအိုက်တာအတွက်ဆိုရင်တော့တိုက်စစ်အထောင်အတွက်ရွေးချယ်စရာအဖြစ်ယောဂရက်ခိုင်ရဘက်ပြုံမှာဂျေဆုကိုလက်ကျန်ရာဒီကောမှာကောင်းကောင်းလေးစီမံနိုင်ပို့ပြီးကောင်းသွားမှာ ဂျေဆုဒီအာဆီယံနေရာမရခင်တလနှစ်လအတွင်းမှာလေသူပြတဲ့ performance တော်တော်လေးမိုက်တယ်တကယ်လဲခြေစွမ်းပြတဲ့ဂိုးရီလဲသွင်းတဲ့ဖန်တီးမှုရဲ့လုပ်တဲ့တိုက်စစ်ဆုံးမှာဆိုလို့ရှိရင်လေဝေါ်ရီကောင်းကောင်းနဲ့ကစားတဲ့ကစားမှာအဲ့တော့ဂျေဆုပြန်လာတာအာဆီယံရဲ့အသင်းအတွက်ဆိုတော့လူပိုတယောက်မဟုတ်ဘူးအသင်းအတွက်မှာတကယ်ကို option နောက်တစ်ယောက်ရွေးချယ်လို့ရမယ်တိုက်စစ်ဆုံးအတွက်ကစားမှာတူအခုကျွန်တော်ပြောနေတာဘာလဲဆိုတော့ November International Break ပြီးရတဲ့အာဆီယံအသင်းရဲ့ကစားမှာတော်တော်များပြန်လာနိုင်မှာခိုင်ဘတ်နိုနီမန်တူဂီ အဲနောက်ပြီးတော့ဒီမာတီအိုဒီဂတ်တို့လိုကစားမားတွေအသင်းနဲ့ပြန်ပြီးပူးပေါင်းနိုင်မယ်ဒီနေရာမှာနီပြမီခေအိုက်တာပြောသွားချက်ရဆိုလို့ရှိရင်တော့ဒီဘန်လီအသင်းနဲ့ပွဲစဉ်မှာအာဆင်နယ်အသင်းရဲ့ကွင်းလွှဲကစားမားမာတင်ဆူီမန်ဒီကလူစားလေးပဲကိုတောင်းဆိုတယ်သူ့ရဲ့ကြံ့ခိုင်မှုအရာဒဏ်ရာသွားတာတော့မဟုတ်ဘူးပြီးတော့ဘီတာယောဂရက်ကိုလည်းနည်းနည်းလေးကြွက်သားနာကျင်မှုတချို့ရှိတာဖြစ်တဲ့အာဒီတာလူစားလေးလိုက်တဲ့ဆိုပြီးတော့ပွဲပြီးအနိုင်ကပြောထားတယ်ဒါကြောင့်ဒီကစားမားရဲ့ဒဏ်ရာကတော့စိုးရိမ်စရာတော့မရှိဘူး ဒုတိယမြောက်သတင်းတပုတ်ကတော့ဒီမာစီယိုကဖော်ပြထားပါလေဒါကတော့ဂျီနိုဟာအသင်းကသူတို့အသင်းရဲ့နီးပြချုပ်ဖြစ်တဲ့အာဆင်နယ်အသင်းရဲ့ကစားသမားဟောင်းပက်ထရစ်ဘီအေယာကိုတရားဝင်နီးပြရာထူးကထုတ်ပယ်လိုက်ပါပြီယာတီအစ6ဘွဲမှာ3ဘွဲတည်ကြပြီးရှုံးဘွဲ6ဘွဲထိရင်ဆိုင်တွေ့ခဲ့တဲ့ပက်ထရစ်ဘီအေယာကိုသူတို့ကထုတ်ပယ်လိုက်တယ်ပါကြောင်လဲဆိုတော့ရလက်တီဆိုးရွားနေပြီးတော့စီးရီးအမှာအဆင့်20တိထိုးကျသွားခဲ့တာဖြစ်တဲ့အတွက်ဂျီနိုအာတင်းဟာအခုဆိုရင်ကိုဝဲကစားပြည့်ချိန်မှာ၄ကိုပဲသွင်းနိုင်ပြီး73ကိုထိပေးထားပြီးတော့ရမှတ် သုံးမှတ်ပဲစုဆောင်ထားနိုင်ခဲ့တယ်အဲ့သုံးမှတ်ကလည်းတရေသုံးပွဲကြောင့်ရခဲ့တာပေါ့လေအဲ့တော့ပက်ထရစ်ဘီအေယာကတချိန်တော့ဆိုလို့ရှိရင်တော့တကယ်ကိုမှမောင်းနေရကောင်းပြီးတော့ကွင်းလယ်မှာတော်တော်လေးထိန်းချောင်းနိုင်ခဲ့တဲ့ကွင်းလယ်ဗိုလ်ချုပ်တွေရဲ့တယောက်နီးပြဖြစ်တဲ့အခါမှာလည်းတချို့အသင်းတွေမှာစွမ်းဆောင်ရည်မဆိုးပေမဲ့အဓိကယာတီနည်းနည်းလေးကြာလာတဲ့အမျှကစားသမားတွေနဲ့ပတ်သက်ပြီး control တဲ့အပိုင်းတွေ နီးစနစ်တစ်ခုကိုပုံဖော်တဲ့ပိုင်းမှာတော့လိုအပ်ချက်ရှိတာကိုတွေ့ရတယ်။အခုဆိုလဲဂျီနိုဝါကိုသူကြံခဲ့တဲ့ယာတီတွေကကင်တွေ့တယ်။ဒီယာတီမှာကျတော့ယာတီအစမှာသူတော်တော်လေးရာလက်တွေဆိုးရွားပြီးဇရာအောင်ဆုံးရောက်သွားတဲ့အခါမှာတော့အခုလိုမျိုးထုတ်ပယ်ခံလိုက်ရတာ။အဲ့တော့သူကဂျီနိုဟာအသင်းတွက်မန်နေဂျာဖြစ်စုစုပေါင်း38ပွဲကင်နေခဲ့တယ်။အဲ့မှာ10ပွဲနိုင်12ပွဲတည်15ပွဲရှုံးစုစုပေါင်း ပလေယာ38ယောက်ကိုသူကင်တဲ့အသုံးပြုခဲ့တယ်။တပွဲချင်းပြန်မြရမှတ်အဖြစ်ဆိုရင်တတမ14မှတ်အထိစုဆောင်းပေးနိုင်ခဲ့တယ်။တပွဲကို3မှတ်ဆိုရင်တော့တမတ်စွန်းစွန်းထိသူရှာဖွေပေးနိုင်ခဲ့တယ်။သူကင်တဲ့မြောက်ပွဲစဉ်တွေအားလုံးမှာဆိုရင်ပေါ့လေ။နောက်တစ်သင်းကကျတော့သူဒီအသင်းမတိုင်မှာသူ straw ball မှာကင်တွေခဲ့တယ်။ straw ball မှာကင်တွေခဲ့တော့ကျတော့38ပွဲမှာ73ပွဲနိုင်9ပွဲတည် 16ပွဲရှုံးစုစုပေါင်းကစားမ32ဦးထိကင်ရခဲ့ပြီးတော့1.26မှတ်စုဆောင်ထားနိုင်ခဲ့တဲ့တပွဲချင်းစီကိုပေါ့လေနောက်တစ်သင်းရကျတော့သူရပ်ပေါင်း621ရက်ထိကင်ရခဲ့ပြီးတော့သူ့ရဲ့မန်နေဂျာဘွားမှာပွဲအများဆုံးရန်အများဆုံးကင်ရခဲ့တဲ့အသင်းဖြစ်တဲ့ဒီ Crystal Palace ရောစုစုပေါင်း84ပွဲကင်ရခဲ့တယ်22ပွဲနိုင်24ပွဲသေး28ပွဲရှုံးပြီးတော့ကစားမ36ထိအသုံးပြုခဲ့တယ်1.22မှတ်ထိစုဆောင်ထားနိုင်ခဲ့တယ်တပွဲချင်းစီဆိုလို့ရှိရင်အဲကြောင့်အောင်မြင်တဲ့မန်နေဂျာတယောက်ဖြစ်ဖို့ဆိုတာတကယ်တော့မလွယ်ဘူး ကစားသမားဘွားမှာဘလောက်ကြီးပဲဒိတ်ဒိတ်ကျဲအင်းမိတ်မြင်မာတဲ့ကစားသမားပဲဖြစ်ဖြစ်မန်နေဂျာဘွားကိုရောက်ပြီဆိုရင်ကစားသမားတွေကိုကွန်ထရိုးလုပ်ရတဲ့အပိုင်းမှာကိုသွားခြင်းနဲ့နီးစနစ်ပုံဖော်တဲ့အပိုင်းမှာပြိုင်ဘက်တည်းရဲ့နီးပြီးဘွားကိုကြော်လွန်ပြီးတော့နိုင်ပွဲရအောင်ပုံဖော်ရတဲ့အပိုင်းမှာအများကြီးကိုမှမတူညီတဲ့နယ်ပယ်တစ်ခုရောက်လာတာအဲကြောင့်တော်တော်များများလေးကျန်တွေကနီးပြလောကတွေကိုမဝင်တော့ဘဲနဲ့ဘေးမှာမိုက်တစ်လုံးနဲ့အခါချင်းကိုကြည့်ပြီးပြောတဲ့ Bandit ဘွားကိုသူတို့ကခံယူလိုက်ကြတယ်လူတယောက်ကိုဝေဖန်တာအရန်လွယ်တယ်ဒါပေမဲ့အဲ့ဒီဝေဖန်ခံတဲ့လူတယောက်သွားနေတဲ့ ဘဝတစ်ခုကိုကိုကိုတိုင်းဝင်မလားဆိုရင်တော့တော်တော်များငင်းပယ်ရတယ်။လာစာရရနေတဲ့ဒီ Sky Sport မှာ interview တွေဘာညာလုပ်တယ်။နောက်ပြီးပွဲတွေကြည့်ပြီးဝေဖန်တယ်။အဲ့လိုလူမျိုးတွေရဲ့ဘဝကိုပဲတော်တော်များလေ့ကျင့်နေရွေးချယ်သွားတယ်။ဒါပေမဲ့ Arsenal ရဲ့ဒီကစားသမားတွေတမှာဆိုတော့ Fabregas တို့နောက်ပြီးတော့ဒီနီပြောက်ဖွဲ့ဝင်တွေကထွက်သွားခဲ့တဲ့အဲတယောက်ရှိသေးတယ်။အဲ Carlo Cuesta အဲသူသူလည်းအမှအီတလီစီးရီးမှာကိုင်နေနေတယ်။ဟို Patrick Vieira တော်တော်များဒီ ဂျက်ဝီရှိုင်ယာကလည်းလူတန်ကိုရောက်နေပေါ့လေတော်တော်များတော့နီးပြ level ကိုရောက်နေပြီတကယ်ဥမတခုခုဖြစ်မလားဆိုတာထက်ဆိုင်ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စိတ်မျိုးနဲ့ဒီ level ကိုဝင်သွားခဲ့ကြဖြစ်တဲ့အတွက်အခု Patrick B ကမဖြစ်မြောက်ခဲ့ဘူးဆိုလို့ရှိရင်တော့နောက်တစ်သိန်းနဲ့သူပြန်လာနိုင်မယ်လို့ကျွန်တော်ကတော့ယုံကြည်ထားပါတယ်တတိယမြောက်သတင်းတစ်ပုဒ်ကတော့ဒါအသင်းနဲ့ပတ်သက်တဲ့ record ပေါ့လေ လီယန်နိုထရော့ဆက်ကအာဆင်နယ်အသင်းနဲ့တူတူဘန်လီအသင်းကိုနိုင်ခဲ့တဲ့ပွဲစဉ်မှာပွဲပေါင်း100ပြည့်မြောက်ခဲ့ပါပြီ။ဒါပရီးမီးယားလိပွဲပေါင်း100เนาะအာဆင်နယ်ကိုစောင်းစည်းကွက်မှာရောက်လာခဲ့တဲ့ကစားသမားလေးတယောက်ကလက်ရှိအချိန်မှာတော့အသင်းနဲ့ပရီးမီးယားလိပွဲပေါင်း100ပြည့်မြောက်ခဲ့ပြီ။မှတ်မှတ်ရပဲအဲ့ဒီပွဲစဉ်မှာဒီကလန်ရိုက်ကဒုတိယမြောက်ကိုသူဖန်တီးပေးနိုင်ခဲ့တယ်။ထရော့ဆက်ကဈေးကွက်တန်ကြီး EU 22တန်တန်ကြီးရှိတဲ့ကစားသမားအာဆင်နယ်ကိုရောက်လာခဲ့တုန်းကလည်းတန်ကြီးဘယ်လောက်မှမပြေအောင် EU 24တန်နဲ့ကျွန်တော်တို့2023စောင်းစည်းကွက်ကခေါ်ခဲ့တာ။လက်ရှိအချိန်မှာတော့အသက်30ရှိပြီ။ကစားသမားရဲ့စာချုပ်ကတော့ 2029ခုနှစ်ထိကြံသေးတယ်အတင်းကသူ့ကိုစာချုပ်တက်တန်းတိုးဖို့အလို့တကြီးမလုပ်ဘူးမြေဟိုတလောကတော့ကစားသမားရဲ့ performance တော့သဘောကျတာဖြစ်တဲ့အတွက်လာစာတိုးပြီးတဲ့ပုံစံမျိုးလေးတော့တည်င်းချလိုက်ရသေးတယ် ်ဒီကစားမတော့အာဆင်နယ်အသင်းအတွက်စုစုပေါင်း136ပွဲကစားထားတယ်အဲ့ဒီကတော့ပြိုင်ပွဲစုံပေါ့လေဆိုတော့ပီးမြလိပွဲပေါင်း100ပြည့်သွားပြီဒါတော့ပြိုင်ပွဲစုံ136ပွဲမှာ32ကိုးသွင်း26လုံးဖိုင်ထားတယ်အဝါငါးကက်နဲ့နှစ်ဝါတက်နေတဲ့ချိန်ရှိတယ်မိနစ်ပေါင်း8459မိနစ်ထိကစားထားတယ်ဒီရသည်ပီးမြလိမှာဆိုလို့ရှိရင်လည်း10ပွဲကစားတယ်6ပွဲပွက်ထထားပြီးတော့တကိုးသွင်း2ကိုးဖိုင်ထားတယ်ပြိုင်ပွဲစုံရရမှာဆိုရင်တော့12ပွဲမှာခုနပွဲပွက်ထထားပြီးတော့3ကိုးသွင်း3လုံးဖိုင်ထားတယ် ချန်ပီယံလိမှာတကိုးသွင်းတကိုးဖိုင်ထားပြီးတော့ခါရာဘုံမှာလည်းတကိုးသွင်းထားတာဖြစ်တဲ့အတွက်ပြိုင်ပွဲဆောင်ရရမှာအာဆင်နယ်သင်းအတွက်သွင်းကိုးဖန်တီးမှုတွေပါဝင်ပတ်သက်ထားတဲ့ကစားသမားလို့ပြောလို့ရတယ်။မာတီနယ်နဲ့ထရော့ဆက်ဘာယူမလဲဆိုတော့မတူညီတဲ့ option တစ်ခုပေါ့လေ။မာတီနယ်ကပို့ပြီးမြန်တယ်ထရော့ဆက်ကပို့ပြီးသွေးအေးတယ်။အဲ့ဒီ option တစ်ခုအိုက်တာစိတ်ကြိုက်ယူချက်လို့ရတယ်။လောလောဆယ်မှာတော့အာဆင်နယ်သင်းရဲ့ဘယ်ဘချန်းတောင်းမှမာတီနယ်ဒဏ်ကြောင့်မပါနိုင်တဲ့အချိန်မှာတော့ထရော့ဆက်ကိုပဲအိုက်တာတစ်လျှောက်သုံးနေအပိုင်းမှာလေအားကိုးရတဲ့အခိုက်အတန့်တွေကိုတွေးရတယ်ပေါ့လေ။ဒါကြောင့်မို့ထရော့ဆက်တယောက်လာမယ့်ရာသီမှာလည်းအာဆင်နယ်မှာဆက်ပြီးရှိသွားမလားဆိုတာကျွန်တော် တို့စောင့်ကြည့်သွားတော့မှာပါဘောလုံးပွဲနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ဖြစ်ပြောရင်းဖြစ်ကစားခြင်းလို့ဆိုတော့ဘိုင်ဘာဖုန်းတုံညာကို946ကိုလေးလုံးတုံညာ3တိန်နံပါတ်တုံညာကို0953ခရုံးနေရာတို့မှာဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်။ဘယ်မှာပဲဆော့ဆော့ပါကိုထုတ်စီမှာဆော့ခြင်းနဲ့အကောင့်ဖွင့်နေဆိုတော့အားလုံးကိုနွေထွေထွေကျူဆူပေးပါရစေ။ကျွန်တော်စီမှာအကောင့်လာဖွင့်တဲ့သူတွေအားလုံးကိုလည်းလက်ခံပေးပါရစေ။မဆော့တဲ့ညီကိုတွေကတော့ YouTube မှာကျွန်တော်ကိုအားပေးလို့ရပါတယ်။ကဲနောက်ဆုံးတင်းတဲ့ပုဒ်ကိုတော့ Arsenal အသင်းကနောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲစုံမှာဆိုလို့ရှိရင်တော့မိနစ်ပေါင်း630အထိဂိုးမပေးခဲ့ရဘူး။ စံချိန်တစ်ခုရရှိသွားခဲ့ရပါလေဒီရသည်ပြိုင်ပွဲစုံ15ပွဲမှဆိုရင်လည်း clean sheet 12ပွဲထိရထားခဲ့တယ်ဂိုးပေးရတဲ့3ပွဲဆိုလို့ရှိရင်လေပါဘူးနဲ့ပွဲမှာတေကန်မော့ဖရီကက်နျူကာဆယ်အသင်းရဲ့ပွဲစဉ်မှာတေကန်မော့ကနေခေါင်းတိုက်ဂိုးဒီအာလင်းဟာလန်ရဲ့တကယ်လို့မှကောင်းမွန်လာတဲ့ထိတ်တဲတိုက်စစ်ကလာမှတူရဲ့ open player တကူကလွှင့်ကျွန်တော်တို့ဒီကျန်တဲ့ပွဲစဉ်တွေမှာပေးကိုမရှိ ဖျက်ဆီးနိုင်ခဲ့တယ်။အဲကြောင့်ခုနောက်မဲ့အာဆင်နယ်တင်းနဲ့နိုင်ပွဲတွေနဲ့မကတော့ဘူး။ကလင်းရှစ်ပါရမှပျော်မယ်ဆိုတဲ့အနေအထားမျိုးအထိတော်တော်လေးဦးမှာအဆင်နှန်းတစ်ခုကိုမြင်လာခဲ့ပြီလေ။လူဆိုတာတော့ရားနိုင်တဲ့လောက်အလုံးလိုချင်တာပဲ။အဲကြောင့်မို့အာဆင်နယ်အသင်းရဲ့ဒီယာတီကတော့တကယ်ကိုမှ performance share ပဲ။ဆက်ပွဲကံပြီးသွားအချိန်မှာတပွဲတည်ရတပွဲရှုံးကြံတဲ့ရှစ်ပွဲကိုအနိုင်ရပြီးတော့စုစုပေါင်း25မက်ထီစုဆောင်းထားနိုင်ခဲ့ပါတယ်။ဒီရာသီမှာအာဆင်နယ်ဒီနောက်ထပ် record တစ်ခုရှိသွားတယ်။အဲ့ဒါ Premier League ရာသီအစ10ပွဲမှာတောင်းကန်ဘွားကနေပြီးတော့16ထိယူနိုင်ခဲ့တဲ့ပထမဆုံးပရီးမီယာလိဂ်ကလပ်တင်ဖြစ်လာခဲ့ပါတယ်။ဒါကြောင့်မို့အာဆင်နယ်တင်းရဲ့ခန်းစစ်ကတော့ဒီရာသီမှာအကရိတ်တစ်ခုဖြစ်သွားတယ်။ကျွန်တော်ရဲ့အကြိုက်ဆုံးခန်းစစ်သားမှာ၄ယောက်ကိုပြောပါဆိုလဲအိုင်ဒါယူယုံကြည်နဲ့အကောင်းဆုံးဖြစ်သုံးဆွဲနေခဲ့တဲ့ကာလာဖီယိုလီနောက်ပြီးတော့ဝီလျံဆာလီဘာ၊ဂေဗီယယ်မကာဟီနဲ့ ဂျူရီယန်တင်မာအဲ့လေးယောက်ကတကယ်ရှယ်ပဲအရန်ကစားသမားကြီးလည်းကောင်းပါတယ်ဒါပေမဲ့ကွန်ဘိုပုံမိပြီးတော့သူတို့ပါလို့ရှိရင်အာဆင်နယ်တင်းရဲ့တိုက်စက်ကိုအိုဗာလုပ်နေလိုက်နိုင်ဆိုတာလည်းတော်တော်လေးမြင်ပါတယ်ဒါကြောင့်မို့ဒီယာဒီအာဆင်နယ်တင်းရဲ့ခံစစ်ကတော့တော်တော်လေးကိုစတောင်းဖြစ်နေပြီးတော့အိုက်တာဒီနဲ့တကိုးတကိုးယာပြီးတာနဲ့ပုံမှုကြစ်လက်စွာဖြင့်ခံစစ်ကိုတေချာပြုတ်ပြင်ပြီးတာနဲ့နိုင်ပွဲတစ်ခုအမြဲတမ်းပုံဖော်လေးရှိတာတွေ့ရတယ်ပို့ပြီးရင်းကျက်လာတော့ player နဲ့ပို့ပြီးရင်းကျက်လာတော့နီးပြတွေနောက်ထပ် Premier League ပွဲစဉ်28ပွဲကိုနိုင်ပွဲတွေထပ်မံယူနိုင်ဦးမလားစောင့်ကြည့်သွားပါပါအဆုံးထိကြည့်တယ်လေအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ